Something's wrong. အာဂါသရဲ့ရဘလဟာဟုတ်စတတူလို့ခေါ်တဲ့လူသားတွေနေထိုင်ဖို့ပြင်ဆင်ထားတဲ့ကမ္ဘာတစ်တစ်ခုစီကိုခီးနေနေပါတယ်။ရင်းအတွင်းမှာလူသားတွေရဲ့လှုပ်ရှားမှုကင်းမဲ့နေတာကတော့အာဂါသရင်ကလူရောမုန်းနေစနေနဲ့တွားနေလို့ပါ။အာဂါသရင်မူးနဲ့ဝန်တန်း158ယောက်ပြင်ခီးတဲ့9000တောင်တူဟာနှစ်ပေါင်း120မုံမနာပတိအိဆက်ချင်းနဲ့လိုက်ပါလာခဲ့တာဆိုအခုဆိုရင်နှစ်ပေါင်း30ရှိနေပါပြီ။ဘရန်တိုင်ဟုတ်စတတူကိုရောက်ဖို့နှစ်90လူပါသေးတယ်။ရုတ်တရက်အာဂါသရင်ဟာအုတ်ကဲဆူဒန်တစ်ခုကိုဖြတ်တန်းရင်သူ့ရဲ့ အခရံစနစ်တွေအားနေလာတယ်။စွရင်တွေကိုအဓိကအခရံစနစ်စီပြောင်းလိုက်ပြီးမှရင်ဟာအကြီးဆုံးအုတ်ကခဲကြီးနဲ့တိုက်မိသွားလို့အထက်ကစနစ်မျိုးမျိုးချုပ်ရင်းမှုတွေဖြစ်လာတယ်။အလိုလျောက်ပြုတ်ပြင်းမှုစနစ်တွေအတော့ဝဲလာပြီးမှချုပ်ရင်းချက်ကိုမပြေနိုင်တော့ဘဲဘေးဆက်ကမ်ပေါ့တစ်ခုကလူတူကိုနိုးသွားစေခဲ့ပါတယ်။သူကတော့ဂျင်ပရက်စတာလွန်ခဲ့တဲ့နှစ်30ကဘာမြေမာတို့ကသူကတာမန်စက်ပြေအင်ဂျင်နီယာတူတကယ်တော့သူအိတ်ဆက်ရမှာကနှစ်120ပေါ့။ဒါပေမဲ့လူနောက်စနစ်တွေကသူ့ကိုဟုံးစတက်2ဂျိုစီ ဝေးရောက်ဖို့လေးလာသာလိုတော့မယ်လို့ပြောပြတဲ့အတွက်သူနှစ်ပေါက်120အိတ်ပြောပြီးအခုမှနိုးလာတယ်လို့ထင်မြင်ယူဆလိုက်မိတယ်တဆက်တဲ့ကျန်တဲ့လေးလာအတွင်းမှာရင်းရဲ့စိန်ခံပစ္စည်းတွေအပန်းခေစရာတွေနဲ့အချင်းချုံနိုင်မယ်လို့ပြောပြတယ်ဂျင်ဖာသူ့ရဲ့ ID ပြအခန့်နဲ့ ဟုတ်စတဒူးစီမြောက်မီပါဝင်တဲ့လူဆောင်ချက်အကြောင်းတွေညွှန်ကြားတာခက်လိုက်ရတယ်။သူဟာရင်ပေါ်ကဂျန်တဲ့လူတွေနဲ့ပြည့်စုံဖို့ဆင်းလူရှာရင်တင်တဲ့တစ်ခုအတွက်စီစဉ်ထားတဲ့လူလျောက်တင်ကြရေးအတောင်ကိုဝင်သွားပါတယ်။ဒါပေမဲ့အတန်းထဲမှာတယောက်တည်းတက်နေတာကိုစိုးရင်လာတယ်။တင်တဲ့ဆရာခေါ်လိုဂရန်ကတော့ကဘာမြဲနေထားလူရည်မြပြလုံးတာတွေကိုရှင်းပြတယ်။ဂျင်ကကြားသူတွေဘယ်မှလဲလို့မေးတော့တင်ငှက်စာပြီးမှမေးခွန်းမေးပါတယ်။ဒါပေမဲ့ဂျင်ကမနေတိုင်းတော့ဘာလို့ငါတယောက်တည်းရှိတာလဲလို့မေးလိုက်တော့တခြားသူတွေအတန်းထဲမှာအတူတူရှိပါ တယ်လို့သာအဖြေရတယ်ဒီတော့ hologram ကသူ့မိကုကိုမဖြေနိုင်ဘူးဆိုတာသိသွားပါတယ်အဂါပတ်ရဲ့ Avalon နဲ့ down down on လက်ချပြီးမဲ့ဘသူတူးတဲ့ကိုမှသူမတွေ့ဒီအချိန်မှာလူတယောက်အချက်လက် base နဲ့သူ့ကိုကုညီဖို့ကန့်လန့်တယ်ဒီတော့ Jim လဲလူသားတယောက်နဲ့စကားပြောချင်တယ်လို့ပြောလိုက်တော့ Snick ကသူ့ကိုအဂါပတ်ရင်ဘူး Ski One နဲ့ဆွေးနွေးဖို့တိုက်တွန်းပြန်တယ်ဒါပေမဲ့အဲ့ဒီမှာလဲဘသူမှမတွေ့လို့ Captain နဲ့စကားပြောချင်တယ်လို့တောင်းဆိုလိုက်ပါတယ်ဂျင်ဖာကပ္တိန်ရဲ့အခန်းကိုသွားပြီးမဲ့အတွင်းကိုဝင်ခွင့်မရအာဂတရင်မူးနယ်ဖွဲ့ကအိ ကောင်းနေလုံးပဲဆိုတာအရန်ကြပြုတ်လိုက်ရတယ်။နောက်ဆုံးတော့လေးလာရေးစင်တာအော်ဇာဘာရီကိုသွားပြီးမေးတဲ့အခါအာဂါသရဲ့အေဗလွန်ဟာဟုံးစတက်ဒူးစီကိုရောက်ဖို့190ကျန်သေးတယ်လို့အထိတ်တလန့်ထပ်သိလိုက်ရတယ်။ သူမတော်တဆ290ဆိုပြီးနိုးလာလို့ဆိုတာသဘောပေါက်သွားပါတော့တယ်ဒီတော့ဆက်သွယ်ရေးစနစ်ကိုသွားပြီးကဘာမျက်စိလှမ်းကူညီတောင်းတဲ့ message တူဆောင်ပို့ဖို့ကြားလိုက်ပါတယ်သူလိုချင်တာကနောက်ထပ်290ပြန်အိပ်ပျော်ဘလို့လောက်ရမလဲပေါ့ဒါပေမဲ့ကဘာမျက်စိကိုစေးကြည့်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုလုပ်မယ်ဆိုရင်တောင်မှအဖြေပြန်ရဖို့55နှစ်လောက်ကြာမယ်သူကြည့်ချက်စစ်ပြတ်သွားတယ်ဒီလိုနဲ့ရင်ပေါ်မှာမေယာဖူးတဲ့နေရာတွေကိုရှောက်သွားရင်ဘာကနဲ့မှတခြားလူတယောက်ကိုမြင်လိုက်ရလူဂျင်းသက်ပျော်သွားပါတယ်ဒါပေမဲ့မကဘာ ကိုစကားပြောရင်သူဆက်နဲ့ပြုတ်မှုတွေကိုသတိထားမိတယ်။နောက်ဆုံးသူမားတဲ့ရက်ကိုသွားယူတော့မှအဲ့ဒီလူဟာ Android လူပုံစံဆက်ယူဖြစ်နေတာကိုဂျင်သတိထားမိလိုက်ပါရဲ့။ Android နာမည်ကအာသာအာသာကသူအချိန်မတိုင်မီနိုးလာတာနဲ့ပတ်သက်ပြီးဘာမှမရှင်းပြတဲ့အာသာက120လုံးလုံးဒီတိုက်ခွက်ဒီကိုတန်ရှင်းလို့ဧည့်သည်လာရင် ID ပြချပြီးသမိုက်ရမခတခွက်နဲ့သူ့ဘဝကဒီလောက်ပါပဲနောက်တစ်နေ့မနဲ့အေးရနိုဘီစာစားတော့ဆိုင်ကိုတွားတဲ့အခါမင်းတို့များစုက Google Glass ခီးတယ်တွေထွက်ဖြစ်နေလို့သူပုံမှန် coffee တစ်ခွက်ကိုပဲရလိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့အိတ်စခန်းပုတ်ကိုပြန်ပြင်ဖို့နီလန်ကိုရှာတယ်လူချင်းတဲ့ပစ္စည်းတွေအားလုံးရပြီးတဲ့နောက်စက်ကိုအလုံးလုံးနိုင်အောင်လုပ်ပြီးမဲ့အိတ်စခန်းပုတ်တဲ့ က်နေတဲ့အချိန်မှာကြောက်လန့်အသက်ရှင်ကြတာသာလို့ရင်ဘာမှလုံးမဖြစ် ်ဒီတော့တွင်အကားဖတ်ရင်ပေါ်ပါလေစနစ်ငယ်တွေခဏခဏချိုယွင်းနေတယ်ဂျင်ကတော့ဘာကန့်ကိုအချိန်ရင်သွားရက်တော့ရင်အသားနဲ့စကားပြောနေရတော့ဒီချိန်မှာအသားက Google Glass အခန်းထဲကိုခိုးဝင်ပြီးအပြော့ရှာဖို့အကြံပေးလိုက်တယ်ဒီတော့ဂျင်လည်းအသားပေးတဲ့ဂျန်တိုင်းအထူးတန်းကလက်မှတ်ဝဲထားကြတဲ့လူတွေရဲ့ ID တွေကိုသုံးပြီး game တွေဆော့ဖြော်ပြစနစ်တွေကိုစမ်းကြည့်တော့နည်းနည်းပြော့ပြီးမယ်ရက်ကြလာတော့အထီးကျန်ဝေဒနာကသူ့ကိုတစစ်စစ်ကြိုက်ခဲလာစေပါတယ်တည့်ရသူ့ရဲ့မူပြီးအိဆက်ခန်းတွေကိုရှောက်သွိုင်းအာဂါတဝစ်စ ုံမှုရှိတဲ့ airlock ထဲကိုရောက်သွားတယ်။ Jim ကဝတ်စုံကိုဝတ် airlock ထဲဝင်ပြီး lever တစ်ခုကိုဆွဲတံခါးဖွင့်ဖို့ခနှုတ်ကိုနှိပ်လိုက်ပါတယ်။အဲဒီနောက်ဖက်နှက်မှာရှိတဲ့သံလိုက်ဆွဲအောက်ကိုဖြုတ်ချ အခါပါတဲ့မှာလူညောရင်ညင်ရတဲ့မြင်ဝဲကိုတိတ်ကြည်နူးသွားတယ်ဒီလိုချင်းနေမျိုးမှာရင်ဖွဲ့စရာမရှိရင်လူတွေဟာပုံပြီးအားငယ်ဈေးတက်တဲ့သဘောဝအတိုင်းအခါကတည်းမှာမျိုးပန်နေရင်ကသူစိတ်သက်ကြပွားပါတယ်နောက်ဆုံးရင်ထဲကိုပြန်ဝင်ဝစ်စုံကိုချုပ်ပြီးမှသူ့ကိုယ်သူကိစ္စတုံးလိုက်တာကောင်းမယ်လို့စိတ်ကူးမိတယ်ဒါကြောင့်ဝစ်စုံမျိုးပဲအဲ့လိုထဲကိုထောက်ဝင်သွားလိုက်တယ်ဒါပေမဲ့လီပါကိုဆွဲပြီးအဆုံးတက်ဖို့ကင်းနေတော့မှလူသားပြည်ပြည်သေးရမဲ့ဘေးကိုတွေးကြောက်ပြီးရင်ထဲကိုခကြောက်ကမျိုးပြန်ပြေးဝင် ပလင်းကတလုံးလုံးနင်းမိပြီးချော်လဲသွားပါတော့တယ် ဂျင်ကုန်းထလာတဲ့နေရာကအော်ရိုလာဆိုတဲ့အမျိုးသမီးတူဦးရဲ့အိတ်ဆက်ခန်းပေါ့နားမှာအော်ရိုရာကိုကြည့်ပြီးသူ့ရင်နဲ့တမျိုးဖြစ်သွားတယ်။ဒါကြောင့်ခီးတဲ့မတန်းတူထဲမှာအော်ရိုရာရဲ့ဖိုင်ကူရှာဖွေဖွင့်ကြည့်တဲ့အခါအော်ရိုရာရဲ့အင်တာဗျူးကိုနားထောင်ရင်းသူရင်ခုန်သွားတယ်။အော်ရိုလာကအစာကြီးဆီယာမလေးသူ့ရွေးချက်ကဟောင်းစတက်ဒူဂျိုပါတဲ့အောင်နေပြင်းကဘာမေကိုပြန်ပြီးသူ့တွေ့ကြုံတွေကိုစာရေးပါညိုဆက်နှစ်ဆက်စာလောက်ကုန်ကျန်းထွက်ရှာတဲ့သဘောနောက်ပိုင်းမှာဂျင်ဟာအော်ရိုလာရဲ့အိတ်ဆက်ခန်းပေါ့ဘေးမှာထိုင်ပြီးသူ့ရဲ့အတန်တွေကိုအချိန်ချင်းနား ထောင်နေမိတယ်။တည့်ရဲ့ဘာကတ်မှာအော်ရိုလာရေးထားတဲ့စာရီကိုဖတ်ရင်းအာသာနဲ့ဆွေးနွေးတယ်။သူ့ဘဝရဲ့ဂွတ်တိကွာကြအဖြစ်တွေကိုစဉ်းစားမိတယ်။ပုံမို့ကောင်းတဲ့ဘဝအတွက်ဂျိုတခုစီလူခီးထောက်ခဲ့ပြီမယ်။အချိန်မတိုင်မီနိုထာအထီးကျန်နေတဲ့ဘဝသူ့အတွက်ပြည့်စုံတဲ့အမျိုးသမီးကိုတွေ့ပြီးတာတော့မှလလတ်မမီနိုင်တဲ့ဘဝဒီတော့အော်ရိုလာကိုနှုတ်ပြလိုက်ဖို့စပြီးတွေးပြီးလာပါတယ်။အာသာနဲ့တိုင်မီပေမဲ့ဒီလိုလုပ်ရင်အော်ရိုလာလည်းရင်ပေါ်မှာတည်ဆုံးတဲ့အထိပိတ်မိနေပဲဆိုတဲ့ကျင့်ဝတ်ဆိုင်ရာပြဿနာကို Android ဖြစ်တဲ့လူသားပုံစံဆက်ယူအာသာကနားမ လဲ Jim Gordon ကတော့မလုပ်သင့်ဘူးဆိုတာနားလည်ပြီမဲ့90လုံးလုံးမသေးခင်အထိအထီးကျန်သေးပါဘူးတွေးမိပြီးအတဆိတ်နဲ့ချစ်တတ်စိတ်လွန်ဆွမ်းနေခဲ့တယ် တနေ့လောက်ကြာတော့သူ့မျက်နှာကညင်သူ့သူ့မုတ်စိတ်တွေကိုကြိတ် Orlai Aisa Khansi ကိုသွားပြီးသူ့ကိုနှုတ်ပြလိုက်ပါတယ်အော်ရိုလာနုထလာပြီးဂျင်တုံးကလည်းပဲကြုံတွေ့ခဲ့တဲ့ဖြစ်စဉ်တိုင်းချက်တန်းနေတော့မှဂျင်ဟာသူ့ခန်းထဲမှာပဲခက်တီတီပြန်နေလိုက်တယ်။နင်းနဲ့ကြာသွားမှသွားကြည့်လိုက်တော့အော်ရိုလာဟာလွန်ခဲ့တဲ့တနေ့ကသူ့လိုပဲစိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့တွေ့ရတယ်။ဂျင်ကငါတို့ညောင်ပဲနိုးလေတာလို့ပြောပြီးသူတိတိမြအောင်ပြောပြလိုက်တယ်။အော်ရိုလာကတိတ်ထိတ်လန့်ပြီးသူမရဲ့အိတ်ဆက်ခန်းထဲပြန်ဝင်ခြင်းနေတယ်။ဒါပေမဲ့ဂျင်ကအိတ်ဆက်အခြေအနေကိုပြန်ဝင်နိုင်ဖို့အ ထုပစ္စည်းမရှိဘူးဆိုတာရှင်းပြပြီး32နှစ်လောက်အိတ်ဆက်ခဲ့တာကြောင့်တရက်နှစ်လောက်နားယူဘူးပြောပြလိုက်ပါတယ်အဖြစ်မှန်ကိုမသိတဲ့အော်ရိုလာကတော့ဒီရှင်ပေါ်မှာတစ်နှစ်ကျော်လောက်တယောက်တည်းဖြတ်တန်းခဲ့တဲ့ဂျင်ကိုတနာစီဝင်သွားတယ်ဂျင်ကတော့သူ့လောက်ရတူကိုနောနာရပြီးဘာကန်စီကိုသွားအော်ရိုလာကိုသူနိုးလိုက်တယ်ဆိုတော့ဘယ်တော့မှမပြောဘူးအာသာကိုတောင်းဆိုလိုက်ပါတယ်နောက်တနည်းမနဲ့အော်ရိုလာလူနိုးလာပြီးအိတ်ဆက်ခန်းကျောင်းတွေတိဖို့အချက်လက်စလားကိုသွားပြီးစုံစမ်းတယ်ဂျင်ကသူနဲ့တူလိုက်သွားပြီးနှစ်ယောက်တူမန္တလေးစာစားကြတော့အော်ရိုလာကဂျင်ဟာတစ်နှစ်ကျော်လောက် ူနီးတဲ့ဗနက်စာပဲထက်တလဲလဲစားနေတဲ့ကိုသတိထားမိသွားပြီးသူကကလပ်မီနူးတဲ့ကအစားအစာတစ်ခုကိုကျွေးချယ်ပေးလိုက်ပါတယ်။အိဆက်ခန်းတွေကိုပြန်ပြင်းလို့ရမလားလို့စိုးနေပေမဲ့ဂျင်ကသူ့တွေ့ကြုံရမဖြစ်နိုင်ဘူးပေါ့။ ော်ယူလာကတော့လက်မလျှော့ပဲသူဒေသနာမှတ်တမ်းတွေကိုလေ့လာတယ်။ဂျင်တို့ကအတိုင်းပဲအကားဘတ်ရင်မှုခတ်ကိုဖောက်ထွင်းဖို့ကြိုးစားတယ်။ဒီတော့တင်မှာအကားဘတ်ရှင်မှာစနစ်တေပူပူပြီးချိုရဲလာတာကိုဂျင်သတိထားမိကောပါတယ်။တစ်ဖက်မှာလည်းအော်ယူလာကအေဗလွန်ဘော်ကသူ့မရဲ့ဘဝကိုဝမ်းနဲ့စွာပြည့်လဲသုံးသပ်မိပြီးသူဖြတ်တန်းခဲ့တာတွေကိုစားနဲ့မှတ်တမ်းတင်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။နေ့စဉ်စာရေးတယ်အပြေးလေ့ကျင့်တယ်ရေကူးတယ် ကျမ်းမာရေးကောင်းလူတဲ့ပြင်သူနဲ့ဘဝတူဂျင်ကိုလည်းအင်တာဗျူးကိုဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့် home step 2ကိုပြောင်းကျင်ခဲ့တာလဲ။ဂျင်ကကုမ္ပဏီကြောင်ညာဆွဲလုံးလူကြောင့်လို့ဖြေပေမဲ့နောက်ပိုင်းမှာတော့ဂျိုးတစ်ပေါ်မှာဘဝတစ်တဖန်စတင်နိုင်မယ်ဆိုတဲ့သူ့ပြောင်းလဲချက်ကိုရှင်းပြရတယ်။ဒီလိုနဲ့သူတို့ထင်အောင်စိတ်ပျော်ရွှင်စေဖို့အထူးထူးကခုံကြရတယ်။ရုပ်ရှင်ကြည့်တယ်၊ basketball ကစားတယ်။နောက်ဆုံးမှာတော့ဂျင်ကအော်ရိုလာကိုအသားနဲ့တွေ့ဆုံမှုဘာကန့်တဲ့ကိုခေါ်သွားပါတယ်။အော်ရိုလာကသူတို့နှစ်ဦးရဲ့ကန့်ဆုံးမှုလို့ထင်နေပြီးဂျင်ကိုရဲတိတ်ပြီးကိုချင်းစာသနာ ားမိတယ်။ဒီလိုနဲ့ရနေငယ်ကြလာတော့သူတို့ဟာဘာခင်းနဲ့မှချင်းတွေးကြ။ညစာဒူးဆိုင်ဘဝဇလန်တွေကိုမျှဝေကြတယ်။နောက်ဆုံးမှာတော့သူတို့နှုတ်ကသာဘာသာတဲ့လမ်းလျှောက်ဖက်ဖြစ်သွားကြတယ်။ဂျင်ဟာဒီလိုအံ့ဖွဲ့တွေ့ကြုံကိုတစုံတယောက်နဲ့ပြဝေခွင့်ရတဲ့အတွက်တိတ်ကူပျော်ရွှင်နေတယ်။ဘုဖနဲ့ရဲ့တနက်စနစ်ကိုဖိတ်ပြီးဘာသာတဲမှာအတူတူမျောပါခဲ့ပြီးပြန်ဝင်လာတာနဲ့ချက်ချင်းဖန်တန်းကြ။အဲ့ဒီချင်းကစပြီးသူတို့နှုတ်ကသာစုံတွဲနေဖြစ်တယ်။တခန်းတဲ့အတူတူနေထိုင်လာကြပါတယ်။ဒီကြားထဲမှာအော်ရိုလာကနေ့စဉ်စာရေးဂျင်က တော့တခုမဟုတ်တခုစူးစမ်းနေတာပေါ့တည့်မကျင်းမောင်တစ်ဘဲစက်ခန်းကိုရှာဖွေတွေ့ရှိသွားလို့အော်ရူလာအတွက်ပန်းတွေကိုယူလာပေးတယ်တနေ့မှဂျင်ဟောင်းအနီအောင်ဂျိုကြီးတလုံးသားကနေဖြတ်သွားလို့သူတို့ကလေလာရေးစင်တာကနေအံ့ဘွယ်မြင်ကူးကိုအတူတကွကြည့်ရှုမှင်တက်မိကြတယ်အဲ့ဒီနေ့ကအော်ရူလာရဲ့မွေးနေ့ဖြစ်တာကြောင့်စားတော့ဆိုင်မှာမွေးနေ့ပွဲကျင်းပပြီးနောက်ပိုင်းမှာဘားခဲမှာပဲဆက်ပြီးကြော်ရွှင်ချိန်ကုန်လေးကြတယ်ဂျင်ကအိမ်သာသွားချိန်မှာအော်ရူလာအတွက်သူ့လှုပ်ထားတဲ့လက်စွပ်ကိုပြင်ဆင်နေတယ်အော်ရူလာကအာသားနဲ့စကားစစ်မိပြောရင်သူ့ ူကိုတမင်နှိုးခဲ့တာလို့အာသာကပြောမိသွားတယ်။ဂျင်ပြဲလာတော့အော်ရိုလာကသိတ်ကိုဒေါသကြီးနေသည်အဖြစ်မှန်ကိုမေးတယ်။ဂျင်ကလည်းမမကွယ်မဝှက်ပြောပြလိုက်တော့အော်ရိုလာစိတ်နာပြီးခပ်ပြေးသွားပါတော့တယ်။ဂျင်သူ့ခန်းကိုပြောတဲ့အခါအော်ရိုလာရဲ့ပစ္စည်းတွေအလုံးမရှိတော့တာတွေ့ရသလိုနောက်တနေ့စားတော့စင်မှာအော်ရိုလာနဲ့တွေ့တော့လေသူ့ကိုစကားမပြောချင်လောက်အောင်မိုးနေတာတွေ့လိုက်ရတယ်။စိတ်သက်ကြီးကြဲကြနေတဲ့အော်ရိုလာကတညမှာဂျင်ရဲ့ခန်းကိုတွားပြီးသူ့ကိုထိုးချိတ်ကန်ကြောက်တပစ်ချင်လောက်ဖြစ်နေတယ်။နောက်ညမှာဂျင်က intercool system ကန်ကနေသူမကိုရှင်းပြဖို့ကြိုးစားပေမဲ့လေအော်ရိုလာကဆက်ပြီးရှောင်နေပါတယ်ဂျင်ကသူချစ်မိလာတာလို့ဝန်ခံပေမဲ့အော်ရိုလာကတော့သူ့ဘဝကိုခိုးယူခဲ့တဲ့အတွက်ဘလို့မှခွင့်မလို့နိုင်ဘူးပေါ့ တကြမှာဂျင်းခန်းထဲမှာရှိနေတော့ရင်ရဲ့စနစ်တစ်ခုချိုရင်းသွားပြီးအဓိကထိ ंछ ုပ်စနစ်ရက်တန့်ပြီးအရေးပေါ်ချိန်နီးဖြစ်လာတယ်။ဓလေသားသားလည်းချိုရင်းသွားတယ်။အော်ရိုလာကတော့သူ့အတွက်ဂျင်းကတစ်ပင်တစ်ပင်စိုက်ထားတာတွေ့ရတယ်။စားပေါက်ဆိုင်နဲ့သွားတဲ့အခါအစားပေါက်ဆက်တွေချိုရင်းနေတယ်။ဒီအချိန်မှာရုပ်တရက်သူတို့နှုတ်စလုံးမန်အာကာသရှင်တယ်ဘသူတစ်ပင်လာစိုက်ထားတာလဲဆိုတဲ့စကားတံကိုကြားလိုက်ရပါတယ်။သူတို့နှုတ်စလုံးပြေးဝင်သွားလိုက်တော့ဂျင်းပြက်တစ်ပင်ရှိမှရက်နေတဲ့ Dutch cheese gas magasugu တွေ့လိုက်ရတယ်။ဂျင်းတို့ကသူတို့ကိုသူတို့မိတ်ဆက်ပြီးအ ကျိုးချမ်းရှင်ပြတော့မကဆူလဲသူ့ပါဝင်အိဆက်ခံသုံးခုအလုံးမလုံးတော့တာနားမလည်နိုင်ဘူးဖြစ်သွားတယ်မကဆူကသူတို့ကိုဒရာဥပိုင်ကိုခေါ်သွားပြီးရင်မာတစ်ခုခုမှားရင်းနေကြအောင်ရှာဖွေတွေ့ရှိပြီးမယ်စနစ်တူကိုသတိကြကြစစ်ဆေးဖို့လိုအပ်လာတယ်ဒရာဥပိုင်ကနေသူတို့ထွက်လာတဲ့အခါဆွေရုပ်တစ်ခုကသူတို့ခေါင်းပေါ်ကိုပြုတ်ချလုံးတက်ဖြစ်သွားတယ်ဒီလိုချုံရင်မှုတွေဂျင်းတလူကလုံးမှာဖြစ်နေတာတနည်းနဲ့တစ်စီပုံများလာတယ်လို့ဂျင်းကလည်းပြောပြတယ်နောက်တော့မကဆူကအိဆက်ခံတွေကိုစစ်ဆေးတဲ့အခါအော်လိုင်းအိဆက်ခံကလူကြောင့်ပြန်ပြီးပွင့်လာတယ် စုကတိသွားလို့ Jim လို့ရပေါ်တော်တော်ဆိုးရတာပဲဆိုတာတိသွားတယ်။ဒါပေမဲ့အိဆက်ခန်းနဲ့ပတ်သက်ပြီးဘာမှမလုပ်ပေးနိုင်ဘူးဆိုတာကိုလည်း Aurora ကဝက်နဲ့ဆိုပြောပြလိုက်ပါတယ်။ မကဆူကတော့32နှစ်အိပ်ဆက်မှုကြောင့်တာမန်တိုင်းမနာယူဖို့ထွက်သွားပြီမဲ့သူသွေးအန်လာတော့ကိုရှင်းတထိတ်ထိတ်တွေ့လိုက်ရပါတယ်အဲ့ညာအော်ရိုလာကအိပ်မပြောလို့ရေသွားခုနေတော့ရုတ်တရက်အာခါဖရင်တစ်ခုလုံးပါဆွဲငင်အားပြောက်သွားပြီးရေခုကန်တဲ့ကရေရွနဲ့တူပိတ်လောင်လွင်မျောလို့အော်ရိုလာရင်းနဲ့တေဆုံးလို့နေပါဖြစ်သွားခဲ့တယ်ဆွဲငင်အားစနစ်ပြက်လဲအသက်ဝင်လာတော့မှသူ့အသက်ဘေးကနေတည်တည်လေးလွတ်သွားပါတယ်ဒီဖြစ်ရကြောင့်ဂျင်ပြောအော်ရိုလာပါဂတ်မဂတ်ဆူကိုရှာဖွေဖို့ထွက်လာကြတယ် ဒီလိုနဲ့တသုံးသောတရားဥပဒေကိုကဲဟုတ်သွားတယ်။အာဂါသရှင်နဲ့ပတ်သက်တဲ့အရာတွေကိုတပြေးပြေးရှာဖွေတွေ့ရှိလာကြတယ်။ Gas Magasola လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအဓိကစနစ်ကိုပြည့်စည်စေခဲ့တဲ့အဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့တယ်ဆိုတာသိသွားတယ်။ဥက္ကဋ္ဌနဲ့ဝင်တိုက်ခဲ့တဲ့အဖြစ်ပေါ့။ဖြစ်လာတဲ့ချွင်းချက်ကိုမပြင်းစင်နိုင်ရင်အာဂါသရင်တစ်စလုံးကိစ္စတုံးကိုမှဖြစ်လို့ဒီပြဿနာကိုရှာဖွေဖို့ထွက်လာချိန်မှာ Magaslo မေ့လေသွားလို့ Jenem Aurora လူကသူ့ကိုဆေးကုကန်းကိုရောက်ပို့ဆောင်ပေးကြတယ်။ Magaslo ကိုစစ်ဆေးကြည့်တဲ့အခါသူကကုသလို့ မရနိုင်တော့သူလူလက်ကြံချင်းနဲ့တိမ်နေနေပြီဆိုတာစင်ကောင်းစွာသိလိုက်ကြပါတယ်နောက်တော့သူတို့လက်ချင်းဆန္နာမှာတွေ့ဆုံပြီးမဂါဆိုကဂျင်ကိုသူ့ရဲ့ ID လက်ပတ်ကိုလက်လွဲပေးအပ်ပြီးအာကာသရင်ကိုပြင်ဆင်ပေးဖို့မှာနေရင်းကွယ်လွန်သွားပါတယ် ရုတ်တရက်နီအောင်ဒရီပေးတန်နေထွက်လာပြီးအာကသရင်ထွက်ရန်သွားတယ်ဂျင်းပါအော်ရလာကိုအကူအညီလိုတယ်လို့ရှင်းပြပြီးအင်ဂျင်နီယာဌာနကပြေးလာသွားချိန်မှာစွန့်ငယ်အားစနစ်နောက်ကျရင်ထပ်မံချုံရင်းသွားလို့သူတို့တွေဒုက္ခရောက်ပြန်လဲကပြန်အာသားကလည်းစနစ်တွေကမှပဖြစ်လို့သူကသူပြက်စီးအောင်ဖြက်စီးနေလို့ဂျင်းကအာသားကိုအမြန်ပိတ်ချလိုက်ရတယ်အဲ့ဒီနောက်နှုတ်ကတိုင်းအင်ဂျင်နီယာဌာနကသွားပြီးပြဿနာကိုစတင်ရှာဖွေတဲ့အခါတအားပိဆက်မှုမှာအေရာတွေ့လို့အပေါက်ကိုဖွင့်လိုက်တာနဲ့အော်ရလာအတွင်းကိုစုပ်ယူတာခံလိုက်ရ တယ်။ဥက္ကခဲကအာကာသယင်ကိုတဲကအဲ့ဒီနေရာကိုအပေါက်ကြီးတပေါက်ဖြစ်စေခဲ့တာပါလား။ဂျင်လဲအော်လာလိုစုခံရပြီမဲ့သူတို့နှုတ်ပောင်ပြီးအမြန်ဆုံးပေါက်ကိုပိတ်ဆို့နိုင်ခဲ့ကြတယ်။ဒါပြင်ဂျင်ကနောက်ထပ်အပေါက်ငယ်တွေရှိနေသေးတာကိုထပ်သိလိုက်ရတယ်။အဲ့ဒီကနေတစ်ဆင့်ထပ်ပြီးခြေရာခံတဲ့အခါ reactor control computer ကိုထိခိုက်မိထားတာတွေ့ရှိသွားကြတယ်။ဂျင်ကစားထုတ်အစိပ်ပိုင်းတွေနဲ့ရှာဖွေလဲလှယ်လိုက်ရင်ကောင်းသွားမယ်လို့ထင်ခဲ့ပြီးမဲ့ reactor အပူဝှက်ထုတ်လွှင့်မှုလုပ်ငန်းစဉ်အလုံးမလုပ်ဘဲဖြစ်နေလို့သူတို့ manual လုပ်ကြည့်ပြီးမဲ့နောက်တစ်ချိန်မအောင်မြင် င်ဖြစ်သွားပြန်တယ်ဒီတော့မှဂျင်ကအာဂါသယင်ပြပကနေအပူဝက်ထုတ်လွတ်တဲ့တကားကိုဖွင့်ပြီးရီရတာကိုအေးခံဖို့လိုအပ်တယ်ဆိုတာသိနာလဲကွာတယ်ဒီတော့သူတို့အဲလော့ကိုသွားဂျင်ကအပြင်ထွက်ပြီးလေထုတ်ပေါက်ကိုအရေးစွန်သွားပြင်မယ်ပေါ့ဂျင်ပြင်ထွက်ဖို့လုပ်နေချိန်မှာပိတ်ဆက်ခံတဲ့ပြန်ဝင်ခွေရမယ်မန်ကတ်ဆိုရဲ့လက်ပတ်ကိုအော်ရာကိုပေးလိုက်တယ်ဒီလက်ပတ်နဲ့ဆိုရင်လူတယောက်ကတော့အိတ်ဆက်ခံတယ်ပြန်ဝင်နိုင်မယ်။ကျန်တဲ့88နှစ်လုံးလုံးမူလတိုင်းပြန်လဲအိတ်ဆက်နိုင်မယ်မှတ်လား။ဒီတော့ဂျင်ကသူ့ကိုယ်သူတိန်လူလို့ပြောထားပြီးအော်ရလ ောက်ဘူးလွတ်မြောက်ဖို့ဒီလိုစီစဉ်နေဆိုတာအော်ရိုလာ သိသွားတယ်ဒီတော့အော်ရိုလာလဲဂျင်ကိုအာဂါတာဝက်စုံကူဝက်ပေးပြီးတဲ့နောက်ပြန်လာခဲ့ပါရှင်မရှိရင်ဒီကအာဂါတာရင်ထဲမှာသူအသက်ရှင်နေမှာမဟုတ်ဘူးလို့ပြောလိုက်မိပါတော့တယ်အော်ရိုလာရီယတာကိုပြန်သွားတော့အပူချင်းကတိတ်ကူငင့်တက်နေပြီဒါအပြင်အပူတွေကြွပြီးရီယတာကစကူတစ်ချောင်းလာသူ့လက်မောင်းကိုထိုးဖောက်ဝင်သွားတယ်ဂျင်ကတော့အပြင်ဘက်ကနေလေဝင်ပေါက်စီဦးသွားတော့တကားကမပွင့်ပဲညံ့နေတာတွေ့ရတယ်ရီယတာခန်းကလည်းအပူချင်းတိရဲ့ဆက်လက်ညင့်တက်နေပြီနောက်ဆုံးလေထုပ် ုပ်ပုတ်တကားကိုလက်နဲ့ကင်ထားမှရမယ်ဆိုတာသဘောပေါက်သွားပြီးအော်ရိုလာကိုပြောပြလိုက်တယ်ဒီစီဇန်ကိုအော်ရိုလာမကြိုက်ပေမဲ့ရွေးချယ်စရာမရှိဘူးလို့ဂျင်ကပြောပြီးရွေးတာကိုလေးပူထုတ်ဖို့ပြောလိုက်ပါတယ်ဂျင်သေသွားမှဆိုရင်သူတို့ငင်းပွားကြပေမဲ့ဂျင်ကဒီလိုလုပ်မှဖြစ်မယ်မဟုတ်ရင်တခြားသူတွေပါသေဆုံးကုန်တော့မယ်ဆိုတော့မှအော်ရိုလာလည်းရွေးတာကလေးပူကိုထုတ်ပြစ်လိုက်ပါတယ်လွန်ခဲ့စဉ်အောင်ကင်ပေပဲရီယတာကအခုံးဝေတွေကဂျင်ကိုတွန်းထုတ်လိုက်ပြီးသူ့ရဲ့ဂျိတ်ကျူးကိုဖြတ် အကာသအင်ဂျီတွင်ဖိအားလဲကျဆင်းသွားတယ်။ဒါတွေကိုအော်ရိုလာတည်သွားတော့နောက်ထပ်အကာသဝစ်ဆုံးတစ်ထပ်ကိုယူပြီးအကာသတဲကိုထွက်ဂျင်းရှိရာနေရာကိုရှာအရှိန်နဲ့နောက်ကနေအမိရလိုက်ဖမ်းပေမဲ့မိလူမိခင်ရောက်မှသူ့ဂျိတ်ကျိုးကလူထာထက်ပိုပြီးတိုးသွားတာကြောင့်ဂျင်းဆက်ပြီးမျောလွင်သွားပါတယ်။ ဒီဘဝဒင်းပြလို့ပဲထင်နေတော့မှာလွင်မျောနေတဲ့ဂျင်ရဲ့ချင်းကျိုးကသူ့နားကနေကပ်ပြီးလွတ်လာလို့ခပန်းကနဲဆွဲလိုက်တယ်အဲ့ဒီကျိုးကနေတဆင်ရစ်တမမှလည်းဂျင်ကိုတဖြည်းဖြည်းပြန်ဆွဲခေါ်နိုင်လိုက်ပါတယ် ။ဘာကတရှင်နဲ့ပြဲဥတဲ့ခါမသက်မရှူတော့တဲ့ဂျင်ကူစေကူကနဲ့ညံဆွဲခေါ်ပြီးစစ်ဆေးကြည့်တဲ့ခါစနစ်ကဒူနာတေဆုံးပြီလို့ကြေညာနေတယ်။ဒီတော့အော်ရူလာလည်းမကဆိုရဲ့လက်ဖက်ကူအုံပြီးစေဘတ်ဆိုင်ရာစီးနှင်းတွေကိုကျော်သွားပြီးဂျင်ကူပြက်လက်ကူစားခိုင်းလိုက်တာ။ကန်ကောင်းလို့မက်ဒီကယ်ပုတ်ကကုသချက်တွေဟာဂျင်ကူသေရွာပြန်တော့ဦးဖြစ်လာစီခဲ့ပါတယ်။ဒီလိုချင်းနေမျိုးမှာပါအော်ရူလာကဂျင်ပြက်လုံရက်တွေကိုခွင့်လွှတ်လိုက်ပါတော့တယ်။ နောက်ပိုင်းမှာအော်ရိုလာကအာသာကိုကြည်ကောက်အောင်ပြန်ပြီးပြင်ဆင်ပေးတယ်လို့မာကာဆိုလည်းအာကာသအတွင်းကောက်ကောက်မုံမုံမြုပ်လန့်ပေးလိုက်ကြတယ်။ဒါအပြင်ဆေးကန်းနဲ့မှဆေးဘတ်ဆိုင်ရာပေါက်ကားလေးအိတ်ဆက်ခန်းဖြစ်ပြောင်းသုံးနိုင်တဲ့နည်းကိုလည်းသူတို့ရှာတွေ့သွားတယ်။ဂျင်ကမာကာဆိုရဲ့လက်ဘက်ကိုသုံးပြီးတယောက်စာဖြစ်နေတဲ့ဒီဆေးဘတ်ဆိုင်ရာပေါက်ထဲကိုအိတ်ဆက်ခန်းဖြစ်နေအော်ရိုလာဝင်ပြီးခီးဆက်ဖို့တိုက်တွန်းပေမယ့်အော်ရိုလာကဂျင်တယောက်ထဲအထီးကျန်နေပါကိုစိုးရင်ပြီးတေတပန်သက်တဆုံးဂျင်နဲ့တူဒီအာကာသရင်ထဲမှာပဲဆက်နေသွားတော့မယ်လို့ စုံဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့နှုတ်လက်ထပ်လိုက်ကြပြီးရင်းပေါ်မှာနှစ်ယောက်တဘောကတီဆောက်လိုက်ကြပါတော့တယ်။နောက်နှစ်ပေါင်း88နှစ်ကြာ အဗလုံအာသာတိုက်ရင်ဟာဟောက်စတဒူကိုချိတ်ကပ်လာတဲ့အချိန်ရင်ဘောကလူ9000ကျော်နိုးလာတဲ့အခါအာသာတိုက်ရင်ဘောမှာသူတို့မမျောလင်းထားတဲ့အပြောင်းအလဲတွေဖြစ်နေတာတွေ့လိုက်ကြရတယ်။ရှင်နဲ့အော်ရိုရာလူကရှင်တဲ့ကအခန်းတစ်ခန်းကိုကဘာမီပုံစံဖြစ်အောင်သပင်တွေဆိုင်အိမ်မွေးတလေးဆန်တဲ့မွေးပြီးဘောကူပြောတိဆောက်ခဲကြရတယ်။ဆိုင်းဆရာမအော်ရိုလာကခြံထားခဲ့တဲ့ပတင်းစကားတွေညအခုဘေးကင်းကင်းနဲ့နိုးထလာတဲ့သူတွေအလုံးနှစ်ပေါင်းများစွာအိတ်ဆက်နေချိန်မှာသူနဲ့ဂျင်တို့ရဲ့အာဃာတရင်ဘောကဘဝစကြောင်းတွေ ဘူးပြန်လဲရှင်းပြနေတဲ့အတန်တွေနဲ့ဇလန်းပြီးဆုံးသွားပါတော့တယ်ကြည့်ရှုနားဆင်ပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်